ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးတရုတ်ကအပြုသဘောဆောင်တဲ့ခန်းကဏ္ဍကပါဝင်သွားဖို့အဆင်သင့်ရှိနေပေမဲ့ရုရှားကသူ့ရဲ့ဂျိုးစီးပွားတွေကိုကာကွယ်ရေးဂျိုးပန်းရမှာမော်စကိုကိုထောက်ခံကူညီပေးသွားမှာဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဝမ်ယီကရုရှားနိုင်ငံပိုင်သတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောဆိုထားပါသည်။2022ခုနှစ်ဖေဖော်ဝါရီကယူကရိန်းကိုရာနှုန်းပြည့်ကျူးကျော်တိုက်ခိုက်မှုစတင်ပြီးတဲ့နောက်ပိုင်းမော်စကိုနဲ့ပေကျင်းတို့စစ်ရေးနိုင်ငံရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွန်းမြင်ထားပါသည်။ မော်စကိုမြို့ကိုရောက်ရှိနေတဲ့ဝန်ကြီးဝန်းကြီးဟာရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလက်ဖလော့နဲ့ဧပြီ၁ရက်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲ့ဒီခီးစဉ်အတွင်းဝန်ကြီးဝန်းကြီးဟာသမ္မတဗလာဒီမာပူတင်နဲ့လည်းတွေ့ဆုံသွားမှာဖြစ်တယ်လို့ Kremlin နန်းတော်ကပြောပါတယ်။ပြည်ပခအဆုံးသက်ရေးသက်ဆိုင်ရာနိုင်ငံအားလုံးနဲ့အတူမိမိတို့အနေနဲ့အပြစ်သဘောဆောင်တဲ့အခန်းကဏ္ဍကနေပါဝင်ဖို့အသင့်ရှိတယ်လို့ဧပြီ၁ရက်မှာဖော်ပြခဲ့တဲ့အင်တာဗျူးမှာဝန်ကြီးဝန်းကြီးကပြောထားတာပါ။ ယူကရိန်းစစ်ပွဲအတွင်းတရုတ်ကသူ့ကိုယ်သူဂျာနီနိုင်ငံအဖြစ်ပုံဖော်ထားပြီးအမေရိကန်နဲ့တခြားအနောက်နိုင်ငံတွေလိုဘယ်ဘက်ကိုမှတည်စီနိုင်တဲ့လက်နက်တွေထောက်ပံ့ပေးသွားမှာမဟုတ်ဘူးလို့ပြောထားပါတယ်။ဒါပေမဲ့တရုတ်ဟာရုရှားရဲ့နိုင်ငံရေးစီးပွားရေးဆိုင်ရာရင်းနှီးတဲ့မာမေးဖြစ်ပြီးဘေကျင်းဟာမော်စကိုတိုက်ခိုက်ဖို့အထမြောက်နိုင်အောင်လှုံ့ဆော်ပေးခဲ့တဲ့နိုင်ငံဖြစ်တယ်လို့နေတိုးဖွဲ့ဝင်တွေကဆွဆွဲထားပါတယ်။အချုပ်ချာအာဏာပိုင်နိုင်ငံတနိုင်ငံပေါ်ကျူးကျော်တိုက်ခိုက်နေတဲ့ရုရှားကိုတရုတ်ကတခါမှပြစ်တင်ရှုံချတာမရှိခဲ့ဘူးပါဘူး။ ရက်30ကြာအပြည့်ရက်ရေးအမေရိကန်နဲ့ယူကရိန်းရဲ့အဆိုပြုချက်ကိုပူတင်ကပယ်ချထားပြီးယူကရိန်းသမ္မတဗလူဒီမာဇီလန်စကီကိုယာတုကဖယ်ရှားပေးဖို့တောင်းဆိုထားပါတယ်။ဒီတော့အတွင်းပူတင်နဲ့ဆွေးနွေးချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်တယောက်သူ့ပေါ်အရန်စိတ်ဆိုးဒေါသထွက်ခဲ့တယ်လို့သိရပါတယ်။ထရန့်တယောက်ပူတင်ပေါ်ဘာကြောင့်အရန်စိတ်ဆိုးဒေါသထွက်ခဲ့ရတယ်လဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။